တကယ်တော့ကွယ်လွန်ခြင်းဆိုတာကဒီတိတ်ဆုံးသွားတဲ့ဟိုဟာကိုသူကပြောကျင်တာမဟုတ်ဘူးဒါကိုရေးပြီးတော့မှပဲသူကလည်းအစာသားတွေကိုတွားပြီးတော့တွားပြန်ပြန်စဉ်းစားမိတာပေါ့နော်အဲ့လိုမျိုးကဲအားလုံးပဲမင်္ဂလာပါနော် CC Bar Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီကျွန်တော်တို့တရေးဆရာဆရာဦးနေဝင်ရေးသားထားတယ်ပေါ့နော်အရင်လဲကောင်းတယ်မောင်လက်ပြေဝင်ဆိုတဲ့တခြင်းလေးရဲ့အကြောင်းကိုအနေနဲ့ကျွန်တော်ပြန်လဲပြီးတော့ဝေမျှပေးခြင်းပါတယ်နော် အဒီတချင်းလေးကတော့အသေးကွဲတချင်းဆိုပေမဲ့ဒီတချင်းလေးကတစ္ဆာကိုခြေပြုထားတဲ့တချင်းလေးပေါ့နော်တစ္ဆာရှိမယ်ဆိုတချင်းလေးလို့ဒါဆရာဦးနေဝင်လည်းသူ့ရဲ့အင်တာဗျူးမှာပြောသွားတယ်ပေါ့နော်ဒီတချင်းစာသားထဲမှာလည်းအထက်ရေးထားပါပေါ့နော်ဒီလူသားတစ္ဆာကဘာတီရွေးပါမယ်ဆိုပြီးတော့ဒီစာသားမှာလည်းသူဘသူတစ္ဆာပြက်ပြက်မပြက်ပြက်ကိုယ့်ဘက်ကတော့မပြက်ဘူးဆိုတဲ့အကြောင်းကိုကြီးသားသွားတာပေါ့နော်ဒါတစ္ဆာဆောင်တိမဲ့တချင်းလေးပေါ့နော်ဒီတချင်းလေးကဒီချင်းလေးဖြစ်ပေါ်ဖို့လည်း ဇောင်းနေဝင်ရတနှစ်လောက်ရေးရတယ်ပေါ့နော်တနှစ်လောက်ပထမအပိုက်ကအဲကွယ်လွန်ခြင်းနဲ့အလဲလွန်ခြင်းပေါ့နော်အဲ့အဲ့နှစ်ပိုက်ကိုတော့ရပြီးတော့မှအကြာကြာကြာဆောင်းလိုက်ရတယ်ပေါ့နော်နောက်ထပ်တနှစ်လောက်ကြာတော့မှဒီနောက်ထပ်နေကြုံခြင်းဆိုတဲ့အပိုက်ကိုထပ်ရတယ်ပေါ့နော်အဲ့ရှင်လေးထပ်ရတော့ဒီ main clay ရအဆောင်မှာတွတ်ဆူပြတော့လေအခွေမထုတ်သေးခင်မှာပေါ့နော်တွတ်ဆူပေါ့လေကြိုက်ကြတာပေါ့အဲ့ဒီရှင်တောင်းကြတယ်ပေါ့ဒီသချင်းကိုတီဆူဖို့လို့ပေါ့နော် ဒီဆိုင်းဒီဇိုင်းပေါ့နော်သူစို့ဖို့ကိုလည်းဟိုက legend နာလဲတစ်နှစ်လောက်ကြာတယ်ပေါ့နော်ဒီတချင်းကိုစို့ဖို့တော့မ legend နာလဲသူလည်းတစ်နှစ်လောက်ကြာတယ်ရေးရလည်းတစ်နှစ်လောက်ကြာတယ်ပေါ့နော်ဒီတချင်းကဒါကြောင့်မို့လဲဒီလိုကန်တွင်တချင်းပေါ့နော် ဖြစ်ပေါ်လာပေါ့နော်အဲဒီတချင်းတွေပေါ့ကျွန်တော်အဓိက ပြောချင်တာဒီကွဲလွန်ခြင်းဆိုတဲ့စာသားပေါ့နော်ဒီကွဲလွန်ခြင်းဆိုတဲ့စာသားအဲဒီတေးကြီးကပြောချင်တာဒီကွဲလွန်ခြင်းဆိုတဲ့အဓိပ္ပာယ်က ဒီ main ကလေးကတည်ဆုံသွားတာကိုပြောတာမဟုတ်ဘူးเนาะ main ကလေးကဒီကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ကွယ်လွန်သွားတာကိုသူကပြောကျင်တာပါတဲ့ဒီနေနေကွယ်သွားတာလို့လက်ကွယ်သွားတာလို့ဗောနော်အဲ့လိုမျိုးကွယ်သွားတာကိုသူကပြောကျင်တာဗျာတကယ်တော့ကွယ်လွန်ခြင်းဆိုတာကဒီတည်ဆုံသွားတဲ့ဟိုဟာကိုသူကပြောကျင်တာမဟုတ်ဘူးဒါကိုရေးပြီးတော့မှပဲသူကလည်းအစာသားတွေကိုတွားပြီးတော့တွားပြန်ပြန်စဉ်းစားမိတာဗောနော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့တကယ်တကယ်တော့ ဒီကွယ်လွန်ခြင်းဆိုတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်ပြောပြနေတာကွယ်လွန်ခြင်းဆိုတော့ကျွန်တော်ပထမတော့ကျွန်တော်ငယ်ငယ်တုန်းကတော့ဒီကွယ်လွန်ခြင်းဆိုစာသားကိုလိုက်ပြီးဩဒါကွယ်လွန်သွားတဲ့မိန်းကလေးတယောက်အကြောင်းကိုစုတ်ထားတာလားဘာလားဆိုပြီးကျွန်တော်အဲ့လိုမျိုးထင်နေရပါတော့နော်ဒါပေမဲ့ဒီအင်တာဗျူးလေးမှာကျွန်တော်ကျွန်တော်ကြည့်လိုက်တဲ့အချိန်ကျတော့မဩဒါကဒီဒီဆရာကြီးပြန်ရှင်းပြတော့မှာပဲဩဒါကွယ်လွန်ခြင်းဆိုတာငါတည်သွားတဲ့လူစုတ်ထားတာမဟုတ်ဘူးပေါ့နော် သူသူ့ရဲ့စိတ်ထဲမှာ ကွယ်လွန်သွားပြီနော်သူ့စိတ်ထဲမှာမရှိဘူးပေါ့ကွယ်ပြောက်သွားတယ်အဲ့လိုမျိုးကွယ်ပြောက်သွားတာကိုသူကသူရေးချင်တာပေါ့နော်အဲ့ဒါကိုကျွန်တော်အားလုံးငယ်ငယ်တည်းနားထောင်ပြီးရလို့အတိမနာပေါ့နော်ဒါပေမဲ့ကျွန်တော်လိုမျိုးမတည်သေးရဲ့ဒီမိတ်ဆွေတွေရှိမယ်ဆိုရင်လည်းအားကြောင့်တိအောင်လို့ပေါ့နော်ကျွန်တော်ကပြန်ပြီးတော့ဒီတခြင်းလေးအကြောင်းကိုပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီလိုမျိုးတခြင်းနဲ့ပတ်သက်တဲ့ဘုသူတ္တလေးတွေကျန်တဲ့ဘုသူတ္တလေးရောပါတော့နော်ကျွန်တော်နေ့စဉ်တင်ပေးတော့မှာမလို့ကျွန်တော်တို့ CC ပါ entertainment YouTube channel နဲ့ဒီ TikTok လေးကိုလည်း like and subscribe လုပ်ခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်เนาะအားလုံးပဲချစ်ချင်းမြတ်တာဖြင့်အေးချမ်းကြပါစေ။